မင်္ဂလာပါရှင် ရှဲဂိုမီဒီယာကကြိုဆိုပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မြို့တော်ခမ်းမမှာ38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွယ်သုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေအထင်အမှတ်အခမ်းအနားကိုယနေ့နေ့နဲ့ရှင်းနိုင်ကကျင်းပခဲ့ပါတယ်ထို့သူကျင်းပရမှာအခမ်းအနားသို့တက်ရောက်လာကြသူများနဲ့ပြကန်တာဝန်ခံများရဲ့စကားသံများကိုယခုလိုမေးမြန်းထားပါတယ်ရှင်ကျွန်တော်နာမည်ကတော့ဦးသိအောင်ဖြစ်ပါတယ် လက်ထောက်ညင်ကြားရမှုဖြစ်ပါတယ်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတောင်ကြီးခရိုင်ရုံးမှာတာဝန်ထမ်းဆောင်လက်ရှိပါတယ်။38ကြိမ်မြောက် PP ဆိုင်ရာမူရေးဆေးဝါးအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အခမ်းအနားမှာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ဆောင်ရွက်ချက်လေးတွေကိုကျွန်တော်အနေနဲ့ရှင်းလင်းပြောကြားချင်ပါတယ်။ကျွန်တော်တို့ဒီအသိပညာလုံဆောင်ရေးပြခန်းမှာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ ဒါ38ချိန်မြောက်ပြည်ဆိုင်ရာမူရေးဆေးဝါးလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်နေတဲ့အခမ်းအနားမှာဆောင်ရွက်ခဲ့တဲ့ပတ်တန်ဓာတ်ပုံများတွေကိုပြသထားပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်မြို့နယ်မြို့ရုံးများရဲ့ဒီမူရေးဆေးဝါးနဲ့ပတ်သက်တဲ့သိပညာပေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းများကိုလည်းဒါနိုင်ငံကဘုတ်အနေနဲ့ပြသထားပါတယ်။နောက်တစ်ခုကတော့မူရေးဆေးဝါးရဲ့စူဂျိုအန်ဒီယေများ ြည့်မှုပြစ်ဒဏ်များအကြောင်းငွေစေဝါရဲ့စူဂျိုးအန်ဒီယများကာတွန်းပိုစတာများကိုလည်းဒါတိပညာပေးပြပုတ်အနေနဲ့ဒါပြခန်းမှာပြတာထားပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီငွေစေဝါနဲ့ပတ်သက်တဲ့ဒီစာအုပ်စာဆောင်တွေကိုလည်းဒါတိပညာဘူးဒုဒရရှိမဲ့စာအုပ်စာဆောင်တွေကိုလည်းပြခန်းမှာပြတာထားပါတယ်နောက်တစ်ခုကတော့ဒါအသိပညာပေးအနေနဲ့ဒါငွေစေဝါတိုက်ဖြိုင်းနဲ့ပတ်သက်တဲ့ top show တွေ အသိပညာပေးလုပ်ငန်းတွေကိုဒါ TV နဲ့လည်းပြသဆောင်ရွက်လက်ရှိပါတယ်။နောက်တစ်ခုကတော့ဒီနေ့ကျွန်တော်တို့ဒီမူရီစေဝါတိုက်ဖြတ်ရေးနေ့ခန်းသားမှာဒါမူရီစေဝါတိုက်ဖြတ်ရေးထိမ့်မှန်သတင်းစကားလက်ကမ်းစာဆောင်ကိုလည်းလာရောက်တည်ရှိကြတဲ့ပြည်သူတွေကိုဒါဖြန့်ဝေပေးတော်မူအစီအစဉ်လည်းရှိပါတယ်ဗျ။အော်ကျွန်တော်နာမည်ကတော့ဦးစောလိုက်ထောင်ဖြစ်ပါတယ်။မြို့နယ်ပညာရေးမှူးတာဝန်နဲ့တောင်ကြီးမြို့နယ်မှာတာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရေးစေဝါအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ပြည့်ရေးနေအထိမ့်မဲ့အနေနဲ့အဲ့ဒါအခြေခံပညာအကြောင်းတွေမှာကာတွန်းပြိုင်ပွဲပကြီးပြိုင်ပွဲပိုစာပြိုင်ပွဲတွေကိုဟိုကျင်းပပြီးတော့အစုရအကြောင်းသီးသီးမှရှိတဲ့အစုရစာမှုတွေကိုခင်းချင်းပြသထားခြင်းပဲဖြစ်ပါတယ်ဒီမူရေးဇေဝါနဲ့ပတ်သက်ပြီးတော့အကြောင်းကလေးတွေကိုအကြောင်းတွေမှာတဆိုင်ရာဌာနမူရေးဌာနနဲ့ချိတ်ဆက်ပြီးတော့ဟောပြောပွဲများကျင်းပခြင်းတော့ကျွန်တော်တို့အခါအားလျော်စွာစာရေးစာကုန်းပြိုင်ပွဲများကျင်းပခြင်းမျိုးကိုအကြောင်းသီးသီးမှဥစား ကျောင်းအစီရင်လိုက်ဆောင်လုပ်ငန်းတွေကိုဆောင်ရွက်လည်ရှိပါတယ်အဲကျွန်တော်တမ်းရတော့ဒေါက်တာတမ်းမြှောက်ထားမှာအဲကျွန်တော်ဒီမြန်မာနိုင်ငံမူရစ်စေဝါစံကျင်အသင်းအဒီရှမ်းပြည်နယ်တောင်ပိုင်းမှာပါနော်ကျွန်တော်ဒီမူရစ်စေသုံးဆွဲမှုနောက်ဆက်တွဲအနေနဲ့ရှော့ကြရေးစီမံချက်အဒီရစီမံချက်တောင်းဝေခံဖြစ်ပါတယ်အဲကျွန်တော်တို့ဒီမြန်မာနိုင်ငံမူရစေဝါစံကျင်အသင်းနေနေပါเนาะရှင်ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုလို့ရှိရင်တောင်ကြီးမြို့နဲ့ လမ်းစံပေါ့နော်လမ်းစံမျိုးမှာအဲကျွန်တော်တို့ဒီစီမံချက် လုပ်ငန်းတွေအဲဆောင်ရွက်နေတာရှိတယ်။နောက်ပိုင်းကမြို့စေဝါစတင်ရင်အသေးအနေနဲ့လည်းအဲကျွန်တော်တို့သူ့ရဲ့အဲပုံမှန်အသင်းရဲ့လုပ်ငန်းတောင်းဝင်တယ်ပေါ့နော်။အဲဒါလည်းကျွန်တော်ဒီရှမ်းပြည်နယ်တောင်ပိုင်းမှာအဲဆောင်ရွက်နေတာရှိပါတယ်။ဒီကတော့ကျွန်တော်တို့ကမြို့ရေးစေလွယ်သုံးဆမှုတာစီကာကွယ်ရေးနဲ့မြို့ရေးစေသုံးဆွဲနေတဲ့သူတွေကြားမှာ အမေရိကန်30မျိုးကြောင့်နောက်ဆက်တည်းဖြစ်လာတဲ့အန်ဒီရဲ့ရှော့ချာကြီးဆိုတဲ့လုပ်ငန်းတာဝန်တွေအဓိကဆောင်ရွက်တာဖြစ်တယ်ပေါ့နော်အဲလက်ရှိကျွန်တော်တို့ဒီတောင်ကြီးနဲ့နန်ဆာမှာဆိုလို့ရှိရင်ဒီ Global Fund ရံပုံငွေစီမံချက်နဲ့အဲကျွန်တော်ဒီမြေရစင်30မျိုးနောက်ဆက်တည်းအန်ဒီရဲ့ရှော့ချာကြီးစီမံချက်လုပ်ငန်းတာဝန်တွေလုပ်နေရရှိတယ်အဲဒီမှာကျွန်တော်နောက်ကြရရိတ်ပုံတွေကျွန်တော်ဖွင့်ထားတယ်အဲနောက်သူတို့ လိုအပ်တယ်ပေါ့နော်ကျန်းမာရေးလူမျိုးဝင်ဆောင်မှုတွေအဲပေးနေတာရှိတယ်ပေါ့နော်အဓိကတော့ကျွန်တော်ဒီမှာအဲကာကွယ်ရေးအနေနဲ့ဆိုလို့ရှိရင်တော့ဒီတစ်ခါတုန်းစေတူရပေါ့နော်အဲဒီနဲ့ပတ်သက်တဲ့အဲစေတူရမြောက်ဝေသုံးဆွဲခြင်းကြောင့်ဖြစ်လာနိုင်တဲ့ကူးစက်တိုင်းတဲ့အခြေအနေတွေကိုရှောင်ကြားနိုင်ဖို့ပေါ့နော်ဒါတွေကိုကျွန်တော်ဖြန့်ဝေရာတွေရှိတယ်အသုံးပြုပြီးသားစေတူရခေါင်းတွေကိုတခြားသူတွေအနေနဲ့မဖြစ်ဖို့တော့ပေါ့နော်ပြန်လည်တင်ဆဲတဲ့ လုပ်ငန်းတွေလုပ်တာတွေရှိတယ်။နောက်ကျွန်တော်တို့ twin စစ်တာပေါ့နော် HIV တက်ရောက်တော့ BV C ဘူကာလာသားယောဂပေါ့နော်ဒါတွေကျွန်တော်တို့အဲစစ်ပေးတယ်။အဲရှိလာရင်နောက်ဆက်တွဲကုသမှုတွေလုပ်ပေးတယ်ပေါ့နော်။နောက်မူရစီလုံချင်းကြောင့်အတဆုံးဆုံးရတဲ့ချိန်တွေကိုလည်းအဲကူညီကယ်ဆယ်ပေးတာတွေလုပ်တယ်။နောက်ကျွန်တော်တို့ဒီပိန်းဆောက်တို့ကုသမှုပေါ့နော်။မန္တလေးဦးစီအဲ တောင်းနိုင်လို့အတွက်အဲလွှဲပေါင်းညွှန်းပို့ချိတ်ဆက်တာတွေလုပ်ပေးတယ်ပေါ့နော်။ဒါကြောင့်တခြားသောလိုအပ်တဲ့စေကူသားမှုကိစ္စတွေကိုလည်းကျွန်တော်ကူညီဆောင်ရွက်ပေးနေတာတွေအဲရှိပါတယ်ပေါ့နော်။အလက်ရှိဒီနေ့ပြခန်းမှာလည်းကျွန်တော်ဆက်သွားပြောသွားတဲ့ကျွန်တော်တို့ဒီစီမံချက်မှာလုပ်နေတယ်ပေါ့နော်။အဲမူရစေ30ဘူး90တန်းအနေနဲ့ရှော့ချရေးစီမံချက်လုပ်နေတဲ့လုပ်ငန်းတော်ဒီဆောင်ရွက်ချက်တွေကိုပြထားတာဖြစ်တယ်ပေါ့နော်။ အနောက်ကြောဒီလူငယ်ကြားတွေမှာဝိရစင်တဲ့ပတ်သက်တဲ့အသိပညာပေးဆွေးနွေးတဲ့ဟာမျိုးတွေနောက်ရက်ဘက်အဖွဲ့အစည်းတွေကိုကျွန်တော်တို့ဆွမ်းဆောင်ရင်းမြှင့်တင်ပေးပြီးတော့ပေါ့နော်မြေမျိုးစေးပုံစံမျိုးနောက်ဆက်တိုင်းတွေချောချာရေးလုပ်ငန်းတွေမှာအဲပူပေါင်းဆောင်ရွက်စီတဲ့ဟာမျိုးတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့အဓိကပြသထားတာဖြစ်တယ်ပေါ့နော်